မြမရိုးရလက်ဝိတ်မဲနောင်းအောင်မဆိုးဟာထိုင်းနိုင်ငံမှာကျင်းပတဲ့ကက်ပောင်စင်ပြိုင်ပွဲမှာအင်ရှင် အမျိုးသမီးဖိုက်တာဘူဆာရာခမ်ကိုအနိုင်ရရှိခဲ့ပါတယ်။ Better on Combat Lead MMA and ကက်ပောင်စင်ပြိုင်ပွဲကိုဇွန်22ရက်ကထိုင်းနိုင်ငံ Phuket မြို့မှာရှိတဲ့ပန်တောင်ပေါ်စင်စတေဒီယမ်မှာပြုလုပ်ခဲ့ပါတယ်။အဲ့ဒီပြိုင်ပွဲမှာမြမရိုးရလက်ဝိတ်မဲနောင်းအောင်မဆိုးဟာအမျိုးသမီးကက်ပောင်စင်136ပေါင်တန်းမှာအင်ရှင်ထိုင်းမျိုးသမီးဖိုက်တာဘူဆာရာခမ်နဲ့ ရှင်ပြိုင်ထိုးသန့်ခဲ့တာဖြစ်ပါတယ်။နော်အုံမာဆိုးနဲ့ Thai Fighter ဘူဆာရာခမ်တို့ဟာကစ်ပေါင်စဉ်2မိနစ်5ချီရှင်ပြိုင်ထိုးသန့်ခဲ့တာဖြစ်ပါတယ်။နော်အုံမာဆိုးဟာပထမအခြေကလေးကတိုက်စဲဖွင့်ပြီးပြန်ဘက်ကိုဖိအားပေးထိုးသန့်ခဲ့ပါတယ်။အောက်ခြေခက်ချက်ပညာတွဲလုံးအမြင့်ကန်ချက်တွေနဲ့ထိုးလုံးထိုးပေါက်ဆောင်အောင်ထိုးသက်နိုင်ခဲ့ပါတယ်။ကျန်တဲ့အခြေတွေမှာလည်းနော်အုံမာဆိုးကပဲ Thai Fighter ကိုဖိအားပေးထိုးသက်ခဲ့ပြီးတတောင်ရိုက်ချက်ဒူးတိုက်ချက်တွေပါအသုံးပြုလာခဲ့ပါတယ်။နော်အုံမာဆိုးရဲ့ဘဲထောက်လက်သေး ညာချီအမြင့်ကန်ချက်တွေကြောင့်ထိုင်းမျိုးသမီးဖိုင်တာဘူဆာရာခန်အထိနာခဲ့ပါတယ်။နောက်ဆုံးချီထိုးတက်နေချိန်မှာလက်ရည်ကွာချလွန်းနေလို့ကျူးဝိုင်းတိုင်ကပွဲကိုရက်ပြီးညမယိုရာလက်ဝိတ်မဲ့နော်အုံမဆိုးကိုအနိုင်ပေးလိုက်ပါတယ်။ဒါကြောင့်နော်အုံမဆိုးကတိုင်ပွဲရက်နဲ့ထိုင်းမျိုးသမီးဖိုင်တာဘူဆာရာခန်ကိုအနိုင်ရရှိခဲ့တာပါ။နော်အုံမဆိုးဟာအခုနောက်ပိုင်းမှာထိုင်းနိုင်ငံကနာမည်ကြီးတိုက်ကောင်းမွေထိုင်းကလပ်မှာအခြေချပြီးကက်ပောင်စင်နဲ့မွေထိုင်းပွဲတွေကိုအစဉ်တစိုက်ထိုးတက်နေပြီးနိုင်ပွဲတွေရရှိနေသူဖြစ်ပါတယ်။